ပြိုင်ပွဲစကတည်းကစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ top 22 finalist တွေတောင်မှပါဝင်ခွင့်မရခဲ့တဲ့ Miss Grand မြန်မာ JK Sophia မင်္ဂလာပါပရိသတ်ကြီးရှင် Miss Grand မြန်မာတဦးဖြစ်တဲ့ JK Sophia ကမနေ့ကအော်တိုဘာလ16ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ Miss Grand International 2025ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးအဆိုပါပြိုင်ပွဲရဲ့ top 22 finalist တွေကိုတောင်မှရွေးချယ်ခံရခြင်းမရှိခဲ့တာပဲဖြစ်ပါတယ် MGI ဘွဲရဲ့ထုံစံအတိုင်း voting အများဆုံးရရှိတဲ့သူဟာ top 22 list ထဲကိုအလိုလျောက်ပါဝင်သွားနိုင်ပေမဲ့လေ voting အများဆုံးစုကိုလည်းဖိလစ်ပိုင်နိုင်ငံကသာရရှိသွားခဲ့တာကြောင့် JK က top 22ရဲ့ကိုတော့မှပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂျေကီဆိုဖီယာဟာပြိုင်ပွဲအစကတည်းကသူမရဲ့အရေးချင်းတွေကိုအကောင်းဆုံးပြသခဲ့ပေမယ့်ဒီနှစ်မှာတော့ Miss Grand International ရဲ့2025ရဲ့ Top 22အနေနဲ့တော့ပါဝင်ခဲ့ခြင်းမရှိပေသူမရဲ့အိမ်မက်တွေကိုဆွလွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ Miss Grand International 2025ရဲ့ final ပွဲစဉ်ကိုတော့မနေ့ကအောက်တိုဘာလ18ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ MGI Hall မှာကျင်းပခဲ့တာဖြစ်ပြီးအလားမဲ JK Sophia ကမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ချီကီဆိုဖီယာဟာ top 22 finalist တွေကိုတော့ပါဝင်နိုင်ခြင်းမရှိခဲ့ပေမယ့် senior အမတယောက်ဖြစ်တဲ့အလားမဲ့နီနီလင်းအိစီကဂရုစိုက်မှုနဲ့အားပေးမှုတွေကိုတော့ရရှိခဲ့တဲ့အပြင်ပြိုင်ပွဲအစကတည်းကစွမ်းကုန်ကြိုးစားခဲ့တဲ့အတွက်ကြောင့်လည်းပြိသက်တွေရဲ့အသေးမပြုခြင်းကိုတော့ခံခဲ့ရတာပဲဖြစ်ပါတယ်။ပြိုင်ပွဲမှာစွမ်းကုန်ကြိုးစားခဲ့တဲ့ချီကီဆိုဖီယာအတွက်ပြိသက်တယောက်ကလည်းအခုလိုပြောပြထားပါတယ်။ချီကီကဒီပွဲမှာ unplaced ဖြစ်သွားပါတယ်။ ဒါပေမဲ့ပြိုင်ပွဲတောက်လျှောက်လုံးဆရာရှိတာလုပ်ပြီးဘာကရက်မှမထအနှွားရင်မဖြစ်တာနဲ့တွင်ကို တော်တော်လေးကျေနပ်နေရပါပြီ။စပြိုင်ကလေးကတကယ်ကိုတော်လာသီးလို့အားပေးလာခဲ့တာ။တော့ပွင့်ပါစေ၊ placement ရပါစေ၊ crown ရပါစေဆိုတဲ့စိတ်နဲ့မဟုတ်ပဲကိုကအလှမဲ့တရားကိုအားပေးရင်အလှမဲ့တဦးမှာရှိကိုရှိတဲ့ critical thinking တွေ public speaking တွေဘလောက် empowering ဖြစ်လဲဆိုတာကိုအရင်ကြည့်ပြီးတော့အားပေးဖြစ်ပါတယ်။ JK Sophia မှာထိုအရာတွေကိုမြင်နေရလို့သဘောကျမိတာပါ။ Miss Grand ပွဲမလို့ထိုအချက်တွေဟာအရေးကြီးထည့်သွင်းစဉ်းစားတဲ့ပွဲမဟုတ်တဲ့အတွက်ကြောင့် top win နဲ့မဝင်ဘူးဆိုတာကိုစိတ်မဝင်စားခဲ့ပါဘူး။ JK Sophia ကိုတိုင်းလည်း educated ပါဆန်းဖြစ်တဲ့သူမို့လို့ဘာရက်ဆက်ပဲရှားရလက်ခံနိုင်မဲ့ strong ဖြစ်တဲ့အမျိုးသမီးတူပါတကယ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်ဟုဆိုကပရိသတ်တယောက်ကအပြစ်စကားပြောထားတာလည်းဖြစ်ပါတယ် Miss Grand International 2025ပွဲမှာ Amplis ဖြစ်ခဲ့ပေမယ့်အကောင်းဆုံးကြိုးစားခဲ့တဲ့ JK Sophia အတွက်ပရိသတ်ကြီးကလည်းအားပေးစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။